လုံးဝိတ်မင်္ဂလာပါရှင် Hatswine K Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်မကနှလုံးကျန်းမာရေးအတွက်စားသုံးပေးတဲ့အကောင်းဆုံးအစားအစာ၉ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်မရဲ့ Channel လေးကနေအခုလိုကျန်းမာရေးနဲ့ဆိုင်တဲ့အသိပညာဖိုးသူထားတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဒီ Channel လေးကိုစိတ်ဝင်စားတဲ့ဆိုရင် Subscribe လေးနှိပ်သွားပေးပါအောင်နော်တကယ်လို့ကြည့်ချင်တဲ့အကြောင်းအရာတွေရှိရင်ပဲဖြစ်ဖြစ်ကျမကိုမျှဝေပေးစေချင်တဲ့အကြောင်းအရာတွေရှိရင်ပဲဖြစ်ဖြစ် comment အနေနဲ့မှတ်သွားပေးလို့ရပါတယ် ဟုတ်ပါပြီဒါဆိုရင်နှလုံးကကျမတို့ခန္ဓာကိုယ်မှာဘလို့အလုံးလုံးတယ်လဲပေါ့နှလုံးကဆိုရင်ကျမတို့ခန္ဓာကိုယ်မှာကိုယ်အင်္ဂါအစိပ်ပိုင်းတွေအလုံးအတွဲလိုအပ်တဲ့အောက်ဆီဂျင်အာဟာရဓာတ်တွေထောက်ပံ့မှုရရှိအောင်ခန္ဓာကိုယ်တစ်ခုလုံးရဲ့သွေးလက်ပတ်မှုစနစ်ကိုထိန်းချုပ်ထားတာပေါ့နော်နှလုံးခုန်တာနဲ့အညီပေါ့နော်ခန္ဓာကိုယ်မှာသွေးတွေစီးဆင်းနေခန္ဓာကိုယ်တစ်ခုလုံးကိုသွေးတွေလှည့်ပတ်ပြီးစီးဆင်းတာပေါ့အဲ့တော့ဒီနှလုံးလေးကျန်းမာရေးကောင်းမွန်ဖို့အတွက်ဆိုရင်ကျမတို့ကဒီနှလုံးအတွက်အထောက်အကူပြုနိုင်တဲ့အစားအစာတွေကိုရွေးချယ်စားသုံးသင့်တာပေါ့နော် ဟုတ်ပြီအဲ့ဆိုရင်ဘလို့အစားအစာတွေကိုရွေးချယ်မလဲဆိုရင်နှလုံးသားမကြီးကိုဘယ်အရာလွှမ်းမိုးလဲဘယ်အရာတွေကတက်ရောက်မှုရှိလဲဆိုတာကိုသိထားတင်တာပေါ့နှလုံးသားမကြီးအပေါ်ကိုကျွန်မတို့ကအချက်၄ချက်ကလွှမ်းမိုးပါတယ်ပထမအဆုံးအချက်က free radical လို့ခေါ်တဲ့ဒီဓာတ်တုံးပစ္စည်းတွေပေါ့နော်အဲ့ဒီဓာတ်တုံးပစ္စည်းတွေကနှလုံးနဲ့နှလုံးရဲ့အတွေးကြောပေါ့နော်နှလုံးရဲ့အတွေးကြောတွေကိုရောင်ရမ်းစေတယ်အဲ့ကမှတစ်ဆင့်နှလုံးကြွေးကြောပစ္စည်းတာတွေနှလုံးသွေးခဲတာတွေစသဖြင့်အဲ့လိုပုံစံမျိုးတွေဖြစ်နိုင်တာပေါ့အဲ့တွေဒီဓာတ်တုံးပစ္စည်းတွေကြောင့်နှလုံးရောင်ရမ်းတာတွေကလည်းနှလုံးကိုပျက်စီးစေတယ်နောက်ထပ်တစ်ခုကကြတော့ cholesterol ပါအားလုံးသိတဲ့အတိုင်း cholesterol လို့ခေါ်တဲ့သွေးတွင်းအဆီတက်ပေါ့အဲ့မှာက cholesterol မှာခန္ဓာကိုယ်အကျိုးပြုတဲ့အဆီနဲ့ခန္ဓာကိုယ်အကျိုးမပြုတဲ့အဆီဆိုပြီးတော့နှစ်မျိုးရှိပါတယ် ပထမတစ်ခုက LDL ပေါ့နော် low density lipoprotein လို့ခေါ်ပါတယ်အဲ့ဒါကကြတော့ခန္ဓာကိုယ်အတွက်အန္တရာယ်ဖြစ်စေတဲ့နှလုံးအစီပိတ်စီတဲ့ပေါ့နော်အဲ့နှလုံးသွေးကြောပိတ်စီတဲ့အစီမျိုးဖြစ်ပါတယ် နောက်ထပ်တစ်ခုကကြတော့ HDL လို့ခေါ်တဲ့ high density lipoprotein ကကြတော့ခန္ဓာကိုယ်အတွက်ကောင်းကျိုးပေးတဲ့အဆီဖြစ်တဲ့အဲ့ဒီအဆီဓာတ်အများလေးလေခန္ဓာကိုယ်မှာတိုးမရှိတဲ့အဆီတွေကိုနည်းစေပြီးတော့ခန္ဓာကိုယ်ပို့ပြီးတော့ကျန်းမာစေလေဖြစ်ပါတယ်။အဲ့တော့ cholesterol မှာမှာအဆီနှစ်မျိုးရှိပြီးတော့ HDL cholesterol ကကြတော့ကျမတို့ကပို့ပြီးစားသုံးပေးတင်ပြီးတော့ LDL ကိုခေါ်တဲ့ cholesterol ပါဝင်တဲ့အစားအစာတွေကတော့မစားသုံးလို့ကောင်းလေပေါ့နော်။ဒါကတော့ cholesterol ဖြစ်ပါတယ်။ တတိယလွှမ်းမှုတဲ့အချက်ကကြတော့ triglyceride လို့ခေါ်တဲ့အဆီတမျိုးပါအဲ့ဒီအဆီကလည်းကျွန်တော်တို့အဆီများတဲ့အစားအစာတွေအဆီတက်တွေကရတယ်အဲ့ဒီအဆီကဆိုလို့ရှိရင်လည်းခန္ဓာကိုယ်မှာနှလုံးသွေးကြောပိတ်တာတွေသွေးထဲမှာအဆီတက်များလာပြီးတော့နှလုံးအတွက်ထိခိုက်နိုင်တာတွေဖြစ်နိုင်တာပေါ့နော်အဲ့အတွက်နံပါတ်၃အချက်ကတော့ triglyceride လို့ခေါ်တဲ့ခန္ဓာကိုယ်အကျိုးမပြုတဲ့အဆီတမျိုးဖြစ်ပါတယ်နောက်ထပ်နံပါတ်၄အချက်လွှမ်းမှုတာကကြတော့သွေးတိုးပါ နှလုံးအတွက်အဓိကရင်သူကတော့သွေးတိုးယောဂဖြစ်ပါတယ်။အဲ့တော့ကျမတို့ကသွေးတိုးစင်မဲ့အစားအစာတွေအစားသွေးပောင်ခြင်းကိုထိန်းချိပေးနိုင်တဲ့အစားအစာတွေကိုများများစားပေးသင့်တာပေါ့နော်။အဲ့တော့ဒီအချက်လေးချက်ကြောင့်နှလုံးရောင်ရမ်းတာတွေသွေးကြောထဲမှာအဆီများလာတာတွေသွေးတိုးယောဂတွေမဖြစ်အောင်ပေါ့နော်ကာကွယ်ပေးနိုင်မှုအကောင်းဆုံးအစားအစာတွေကိုကျမတို့ကရွေးချယ်စားသုံးပေးသင့်တာပေါ့နော်အဲ့တော့အဲ့ဒီအစားအစာ၉မျိုးကြောင့်ကျမဆက်ပြီးတော့ပြောပြပေးပါမယ်ပထမအဦးဆုံးနှလုံးအတွက်အကောင်းဆုံးအစားအစာကစိတ်တုံဖြူဖြစ်ပါတယ် ကြက်တုံဖြူကိုကျမတို့ကအိမ်မှာဟင်းခတ်အမွေအကျိုင်းဟင်းချက်တဲ့နေရာတွေမှာတုံးကြတာပေါ့နော်အဲ့တော့ကြက်တုံဖြူအားဆိုလို့ရှိရင်ကျမတို့ခန္ဓာအတွက်ကောင်းချိုးတွေရှိတယ်ဆိုတော့အားလုံးကသိပြီးသားဖြစ်မှာပါဒါပေမဲ့သူ့ရဲ့အကျိုးကျေးဇူးကနှလုံးကျန်းမာရေးပေါ်မှာအများကြီးတက်ရောက်မှုရှိပါတယ် ကြက်တုံချူဟာဆိုရင်နှလုံးနဲ့သွေးကြောတွေထဲမှာမကောင်းတဲ့အဆီတွေကိုကျစေတဲ့ဥပမာခုနပြောတဲ့ LDL cholesterol တွေကိုကျစေပြီးတော့ကောင်းမွန်တဲ့အဆီတွေဖြစ်တဲ့ HDL cholesterol တွေကိုများလာစေတယ်ပြီးတော့ triglyceride တွေကိုလည်းသူကကျစေပါတယ်ပြီးတော့သူကသွေးတိုးယောဂါကိုကာကွယ်ပေးတယ်ခန္ဓာကိုယ်ရဲ့သွေးပောင်ချိန်ကိုထိန်းညှိပေးနိုင်တဲ့အစွမ်းတက်တီရှိပါတယ် ပြီးရင်ရှောင်ရမ်းနာတွေကိုလည်းတတ်တာစီတာဖြစ်တဲ့အတွက်နှလုံးရောဂါကိုအဓိကကောက်ွယ်ပေးနိုင်ပါတယ်။အဲ့အတွက်နှလုံးကျန်းမာရေးအတွက်အစားတင်ဆုံးအစားအစာတွေမှာကြက်တုံရှူကိုထိတ်ဆုံးမှလုံးဝမမေ့ပါနဲ့ပေါ့နော်။အဲ့အတွက်ကြက်တုံရှူအားဆိုရင်အစားပေးတဲ့ဆုံးအစားအစာဖြစ်ပါတယ်။ဒုတိယအစားအစာကတော့အစီညာတဲ့ငါးတွေပါ။ အဆင်များတဲ့ငါးတွေကိုကျမတို့ကဘယ်ကနေရနိုင်လဲဆိုရင်ဆာမွန်ငါ၊ထူနာငါ၊စာဒင်ငါစသဖြင့်အဲ့လိုငါးတွေမှာရနိုင်ပါတယ်။အဲ့ဒီငါးတွေကိုမစားနိုင်ဘူးဆိုရင်တော့အလန်းမမီဘူးဆိုရင်တော့ဗောနော်ရိုးရိုးငါးတွေကိုများများစားပြည့်တဲ့နေငါးတွေထဲမှာဆိုရင်ကျမတို့က omega 3 fatty acid တွေပြည့်ဝစွာပါတာဗောနော်အဲ့တော့ omega 3 fatty acid ကခုနပြောတဲ့ထူနာတို့ဒီဆာမွန်ငါးတွေမှာတော့ အစင်များတဲ့ငါးရီမှာတော့ပို့ပြီးတော့ပါတာပေါ့နော်ဒါပေမဲ့အဲ့ဒါကိုစားဖို့အလမ်းမမီဘူးဆိုရင်တော့ရိုးရိုးငါးတွေကိုစားပေးနိုင်ပါတယ်ဒါပေမဲ့ပမာဏတော့နည်းသွားမှာပေါ့နော် အဲ့ Omega 3 fatty acid မှာ DHA EPA စတာတွေပါဝင်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်မှာဓာတ်တိုးဆက်ကြည်ပစ္စည်းအနေနဲ့ရောင်ရမ်းတာတွေကိုရောကျစေတဲ့ခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့ cholesterol တွေကိုများစေပြီးတော့ triglyceride တွေကိုကျစေပါတယ်။အဲ့တော့ကျမတို့ကခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့အစီအစဉ်ဖြစ်တဲ့ဒီ Omega 3 fatty acid ကိုစားပေးသင့်တယ်။ဘယ်လောက်စားပေးသင့်လဲဆိုရင်တစ်ပတ်မှာနှစ်ချိန်သုံးဖို့၃ချိန်လောက်တော့ငါးများများစားပေးသင့်ပါတယ်။ အဲ့ဒီငါးတွေကိုမစားနိုင်ဘူးဆိုလို့ရှိရင်လည်းကျမတို့ကတနေ့ကိုငါးကြိမ်စီတစ်လုံးပုံမှန်တောက်သုံးပေးတက်ပါတယ်ပေါ့နော်အဲ့တော့နံမက်နှစ်ကကြတော့အစီများတဲ့ငါးတွေသုံးဖို့ငါးကြိမ်စီပေါ့နော်ငါးကြိမ်စီကိုစားပေးတက်ပါတယ်နံမက်၃စားပေးတက်တဲ့အစားအစာကြတော့နှမ်းကျက်စိဖြစ်ပါတယ် နှိုင်းချက်စိတ်ကိုဆိုရင်ကျမတို့ဟိုးရှေ့ခက်ကလေးရပါတော့နှလုံးကျန်းမာရေးအတွက်ကောင်းမွန်တဲ့အစားအစာဆိုပြီးတော့လူတွေကလက်ဆွဲပြီးတော့စားလာခဲ့ကြတာဖြစ်ပါတယ်အတွက်ရှေ့ရခင်ကလေးရပြီးတော့နှိုင်းချက်စိတ်ကနှလုံးအားကောင်းနေဆိုရက်အချက်ကိုလက်ကင်ထားကြတာဖြစ်ပါတယ်အဲ့တွက်နှိုင်းချက်စိတ်စားပင်းတဲ့တဲ့နှိုင်းချက်စိတ်ရဆိုလို့ရှိရင်ဒီသူ့မှာပါဝင်တဲ့အမြင်တက်တွေအပြင်ပေါ့နော်ခန္ဓာကိုယ်မှာဒီသွေးကြောထဲမှာကောင်းမွန်တဲ့အဆီတွေကိုများစေပြီးတော့ခန္ဓာကိုယ်ရဲ့ ကောင်းမွန်တဲ့အကျိုးပြုအစီအစဉ်ကိုအများကြီးထိမ့်သိမ့်ပေးထားနိုင်ပါတယ်။အဲ့တွဲနှမ်းချက်စီကိုစားပစ်တဲ့နေပြီးရင်နှမ်းချက်စီမှာ omega 3 fatty acid လည်းပါလာဖြစ်တဲ့အတွက်ငါးကြီးစီတွေလုံတဲ့အလုံးလုံးပုံအတိုင်းပဲကောင်းမွန်တဲ့အကျိုးပြုအစီအစဉ်ကိုများစေတဲ့ရောင်ရမ်းတာတွေကိုကြားစီပါတယ်။နောက်ထပ်တစ်ခုကကြတော့ဒီ phytoestrogen ပေါ့နော် phytoestrogen ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်မလို့သူကနှလုံးရောဂါအများစုကိုကာကွယ်ပေးနိုင်ပါတယ်။အဲ့အတွက်နှမ်းချက်စိကိုလည်းကျွန်မတို့ကများများစားသုံးပေးတတ်ပါတယ်။ ဒါကတော့နံပါတ်3အစားအစာဖြစ်ပါတယ်။နံပါတ်4အစားအစာကတော့တန်လွင်စီပါ။တန်လွင်စီမှာမှ extra virgin olive oil လို့ခေါ်တဲ့ဒီ extra virgin တွေကိုစားတဲ့နေ extra virgin ဆိုတော့ဒီတန်လွင်စီအစစ်ပေါ့နော်။ဘာနဲ့မှရောနှောမထားတဲ့တန်လွင်စီအစစ်ကိုစားပေးတဲ့မှာတယ်။ တန်လင်းစီမှာဆိုလို့ရှိရင်လည်းကျမတို့ကလူခန္ဓာကိုယ်အတွက်ပေါ့နော်အကျိုးပြု SCD အများစုပါဝင်တဲ့အဲ့ဒါခန္ဓာကိုယ်မှာအကျိုးမရှိတဲ့ SCD triglyceride တွေ LDL cholesterol တွေကိုနည်းစေပြီးတော့ HDL တွေကိုအများစေတယ်ပြီးရင်သူ့မှာဆိုရင်နှလုံးကျန်းမာရေးအတွက်လိုအပ်တဲ့ vitamin နဲ့သတ္ထုဓာတ်တွေအများကြီးပါဝင်တယ်ပြီးတော့သူကနှလုံးကိုကာကွယ်ပေးနိုင်တဲ့အစွမ်းသက်တည်းလည်းရှိတယ်ပြီးတော့သူမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ vitamin A vitamin E စသဖြင့်ပါဝင်တဲ့အတွက်ကြောင့်မို့လို့လေ vitamin A vitamin E တွေရာဆိုလို့ရှိရင်လည်း ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့ကျမတို့မှာဓာတ်တိုးပစ္စည်းတွေကြောင့်နှလုံးရောင်ရမ်းတာသွေးကြောရောင်ရမ်းတာတွေသွေးကြောပျက်စီးတာနှလုံးပျက်စီးတာတွေကိုကာကွယ်ပေးနိုင်မှာပါအဲ့ဒီတန်းနှင်းစီရဆိုလို့ရှိရင်လည်းနှလုံးကိုကာကွယ်ပေးနိုင်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်နံပါတ်5အစားအစာကတော့ berry tea တွေပါ berry တွေမှာဆိုလို့ရှိရင်တော့ကျမတို့ strawberry ကအစားပြုလို့ပေါ့နော် strawberry blueberry raspberry blackberry စတဲ့ခင်မှာနော် berry တွေကိုအများကြီးစားပြည့်တဲ့ね berry တွေမှာဆိုလို့ရှိရင်ဒီအသီးနှံရတဲ့ polyphenols ဆိုတဲ့ဓာတ်တွေအမြင့်ဓာတ်တွေခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့အာဟာရဓာတ်တွေအများစုပါဝင်တဲ့အတွက်ကြောင့်မလို့ berry တွေကိုများများစားပြည့်တဲ့ね berry တွေတွေအားဆိုလို့ရှိရင်လည်းနှလုံးကျန်းမာရေးကိုအထောက်အကူပြုပြီးတော့နှလုံးရောဂါအများစုကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်အဲ့ဒီအထက်မှာမှ blueberry ကစားသုံးပြည့်တဲ့ကြောင့် fairy စီဖြစ်ပါတယ်အဲ့အတွက် blue berries ကိုတော့များများစားပါအာပြီးတော့တခြား fairy စီတွေလည်းညှတာအောင်စားပေးလို့ရပါတယ်ပေါ့နော်ဒါကတော့နံပါတ်5အစားစားတော့ berry စီတွေဖြစ်ပါတယ်နံပါတ်6အစားစားခရမ်းညင်သီးပါခရမ်းညင်သီးရဆိုလို့ချင်းလေကျမတို့ရဲ့နှလုံးကိုကာကွယ်ပေးနိုင်ပြီးတော့နှလုံးရောဂါဖြစ်ပွားမှုကိုသူကကြောကြစေမှာဖြစ်ပါတယ်အဲ့တော့ခရမ်းညင်သီးမှာဆိုရင် lycopene ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်မလို့ဒီသူကနှလုံးသွေးကြောပိတ်တာကိုကာကွယ်ပေးရုံနဲ့မဟုတ်ဘူးနှလုံးရဲ့သွေးလွှတ်ကြောတွေမှာပါသွေးခဲဖြစ်တာတွေကိုကာကွယ်ပေးနိုင်ပြီးတော့ လေဖြတ်နိုင်တဲ့အန်နီတွေကိုလည်းသူကအများကြီးကာကွယ်ပေးပါတယ်။အဲ့ကျွဲခရဲညင်တွေကိုစားသုံးပေးတာဆိုရင်နှလုံးရောဂါအပြင်လေဖြတ်လေငယ်ရောဂါတွေကိုလည်းကာကွယ်ပေးမှာဖြစ်ပါတယ်။ဟောဒီဓာတ်တိုးဆက်ညင်ပစ္စည်းတွေပါတာဖြစ်တဲ့အတွက်နှလုံးနဲ့တွေးကြော်တွေရောင်ရမ်းတာတွေတံဖြစ်တာတွေစသဖြင့်အဲ့ဒါတွေကိုလည်းရောကြစေမှာဖြစ်ပါတယ်။သူကခန္ဓာကိုယ်အတွက်အကျိုးပြုအစီအတွေကိုလည်းများစေပါတယ်။အဲ့တွဲနံပါတ်6စားပေးတဲ့အစားအစာတော့ခရဲညင်တွေဖြစ်ပါတယ်။နံပါတ်9စားပေးတဲ့အစားအစာတော့ဟင်းနုနဲ့ရောပါ ဟင်းနုနယ်ရွက်ကဲ့သို့သောအစိမ်းရောင်ရှိတဲ့အရွက်ဖဖရှိတဲ့အရွက်တရားဆိုလို့ရှိရင်လည်းနှလုံးကြောင်ပိုင်းအတွက်အများကြီးအထောက်အကူပြုတာဖြစ်ပါတယ်။ဟင်းနုနယ်ရွက်မှာဆိုရင်အထူးသဖြင့် nitric oxide ပေါ့နော်။ nitric oxide ခန္ဓာကိုယ်မှာညားစေတယ်။အဲ့အတွက် nitric oxide တင်ညားတာဆိုရင်ခန္ဓာကိုယ်မှာနှလုံးနဲ့သွေးကြောကျန်းမာရေးကိုကောင်းမွန်စေပြီးတော့သွေးပောင်ချိန်ကိုအများကြီးထိန်းချုပ်ပေးနိုင်တယ်။သွေးရောယောဂါကိုကာကွယ်ပေးနိုင်ပါတယ်။အဲ့အတွက်သွေးရောကြောင့်ဖြစ်တဲ့နှလုံးယောဂါလေးကိုဟင်းနုနယ်သို့မဟုတ်ဟင်းနုနယ်ရဲ့လိုမျိုးအရွက်ဖဖအစိမ်းရောင်ရှိတဲ့အရွက်တရား များကြီးကာကွယ်ပေးနိုင်မှာပါ။အဲ့တွက်နံပါတ်9စာသုံးပေးတဲ့အစားအစာတော့ဟင်းနုနယ်ရွက်ဖြစ်ပါတယ်။နံပါတ်10စာသုံးပေးတဲ့အစားအစာကတော့ထောပက်ဒီပါ။ထောပက်ဒီမှာဆိုရင်ခန္ဓာကိုယ်အကျိုးပြုတဲ့အဆီတွေအများကြီးပါတယ်။အဲ့တွက် HDL ကိုလက်စထရောလကိုများစေတယ်။ပြီးတော့သူက triglyceride တွေကိုကျစေပါတယ်။အဲ့တွက်ကျွန်မတို့ကထောပက်ဒီကိုများများစားပေးတတ်ပါတယ်။ ပြီးတော့ထောဘက်ဒီမှာဖိုတက်ဆီယမ်တက်ကျွဲဝတာဖြစ်တဲ့အတွက်သွေးပောင်ခြင်းကိုလည်းအကောင်းဆုံးထိန်းချုပ်ပေးနိုင်ပါပါပြီးရင်သွေးတို့ရောဂါကိုလည်းထောဘက်ဒီကကွယ်ပေးနိုင်ပါတယ်အဲ့အတွက်နံပါတ်၈စားသုံးပေးတဲ့အစားအစာနှလုံးသားမှာအတွက်အကောင်းဆုံးအစားအစာထောဘက်ဒီဖြစ်ပါတယ် နမကိုအစားစားတော့ပဲအမျိုးမျိုးပါညီပဲအစားလို့ပဲအမျိုးမျိုးကိုစားသုံးပေးတာဆိုရင်ပဲတွေကကျမတို့ရဲ့ဥလန်းချောင်းမှာအချင်းပောက်ပြီးတော့သူကအဒီကျမတို့ရဲ့ဥလန်းချောင်းအချိုးပြုတ်ဗက်တီးရီးယားတွေကိုများစေတယ်အဲ့ဒီဥလန်းချောင်းအချိုးပြုတ်ဗက်တီးရီးယားတွေအားဆိုရင်ဒီဥလန်းချောင်းထဲမှာရှိနေတဲ့လူထင်ရပေမဲ့သူကသွေးဝိုက်တော့နေရာဖြစ်ဆိုရင်ကျမတို့ရဲ့အုံနှောက်မှတ်ဉာဏ်တွေကိုလည်းကောင်းမွန်စေတယ်လို့နှလုံးရောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အဲ့တွဲပဲတွေကဒီဥလန်းချောင်းအချိုးပြုတ်ဗက်တီးရီးယားတွေကို အားကောင်းစီပြီးတော့နှလုံးရောဂါကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ပြီးတော့ဒီပဲတွေမှာဆိုရင်ဓာတ်တိုးဆင်းခြင်းပစ္စည်းတွေပါတယ်။ပြီးရင်ထူးသဖြင့်မြေပဲမှာဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်မှာအကျိုးမရှိတဲ့အဆီတွေကိုနည်းစေပြီးတော့ HDL cholesterol ပေါ့နော်အကျိုးရှိတဲ့အဆီဓာတ်တွေကိုများစေပါတယ်။အဲ့တွက်နမက်ကိုစားသုံးပေးတဲ့အစားအစာကတော့ပဲအမျိုးမျိုးဖြစ်ပါတယ်။အထူးသဖြင့်မြေပဲပါ။မြေပဲကိုတစ်နေ့ကိုလူကြီးဆိုရင်လက်တစ်ဆုပ်ပေါ့နော်အနည်းဆုံးစားပေးတတ်ပါတယ်။ ပြီးတော့ကျမတခုပြောချင်တာရှိတာကဒီခရမ်းညင်တီပေါ့နော်ခရမ်းညင်တီကိုစားတဲ့အချိန်မှာချက်စားတာကအစိမ်းစားတာထက်ဟာတက်တမ်းမှုများများပို့ပြီးတော့ရစီပြီးတော့နှလုံးရောဂါပိုပြီးကောက်ခွက်လေးနိုင်ပါတယ်အဲ့တော့ခရမ်းညင်တီကိုအစိမ်းစားမဲ့အစားချက်စားပါလို့ကျမအကြံပြုချင်ပါတယ်ဟုတ်ပါပြီဒါကတော့နှလုံးကျန်းမာရေးကိုအထောက်အကူပြုမဲ့အကောင်းဆုံးအစားအစာ၉မျိုးဖြစ်ပါတယ် နံပါတ်1အစားစားတော့ကြက်တုံဖြူဖြစ်ပါတယ်။နံပါတ်2အစားစားကတော့ဒီအစီများတဲ့ငါးတွေနဲ့ငါးကြီးစီဖြစ်ပြီးတော့နံပါတ်3အစားစားတော့နှမ်းကျက်စီပါ။နံပါတ်4အစားစားကတော့တန်လွင်စီပါ။နံပါတ်5 very sweet တွေဖြစ်ပြီးတော့နံပါတ်6ကခရင်းညင်တီပါ။နံပါတ်9ကကြတော့ဒီဟင်းတို့နွေရပေါ့နံပါတ်10ကတော့ထောပက်တီဖြစ်ပါတယ်နံပါတ်9စပိတ်တဲ့နဲ့အစားစားတော့ဘယ်မျိုးမျိုးပါ ဟုတ်ပါပြီဒါဆိုရင်စားပိတ်တဲ့အစားအစာတွေရှိသလိုနှလုံးရောဂါကိုဖြစ်စေမယ့်အစားအစာဆိုရင်တော့ကျမတို့ကအရှိဆုံးအချက်၄ချက်ပေါ့နော်ရောင်ရမ်းမှုတွေသွေးတွင်းအဆီတွေကိုညှားစေမယ့်သွေးတိုးစေမယ့်အစားအစာတွေပေါ့အငံတက်ကလေးအစားအစာတွေအဆီညှားစေတဲ့အစားအစာအသင့်ပြုပြင်ထားတဲ့အစားအစာခေါက်ဆွဲကြောက်ထုတ်တွေအချိုရည်တွေတကြားတွေစသဖြင့်အဲ့ဒါတွေကိုတော့လုံးဝရှောင်ရမယ်ဆိုတော့သဘောပေါက်သွားမှာပါဟုတ်ပါပြီဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမရဲ့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်နော်